မင်္ဂလာပါခင်ဗျခါချန်တက်ကလည်းပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့စာရေးသူသင်္ခါရစာရေးသားထားတဲ့လက်ရဘလူဇလန်တွေများစွာတဲကမှအပူညာဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါခင်ဗျဖိနာက notification လောက်လည်းနေပေးထားပါအောင်အဲ့ဒီညကကျွန်တော်အိမ်မက်မက်တယ်မြေရောက်နေပြုတ်ပြက်လင်းလန့်နေတဲ့ခမ်းမဆောင်ကြီးတစ်ခုထဲမှာလူတွေများကြီးကနဒါဘာတဲ့အဝတ်အစားတွေကိုစီနဲ့ပြုံးပြောင်းနေကြလို့ ကျွန်တော်ကတော့ခမကြီးအပြင်ဘက်အမောင်နေကနေပတင်းတစ်ခုကိုတွဲခုပြီးချောင်းကြည့်နေခဲ့တာဘယ်သူမှမသိဘူးတဲ့ကျွန်တော်ချစ်သူကဘယ်ကမှမသိတဲ့လူတစ်ယောက်နဲ့ရွှေလက်တွဲပြီးဘိုးဘွားဘာနဲ့ဆူလျာရစ်ပတ်ထားကြတယ်ဒီညင်ရင်းကျက်စွာလပချက်တည်ရှိလို့နဲ့ချစ်သူကိုဆက်ကျော်တဲ့ကောင်လေးတယောက်ကမမြင်ခွေရာကနေချောင်းကြည့်ငါယူချိုးမိရနှမျောတတစိမ့်နဲ့ဘယ်တော့မှပြန်မဆုံတော့ဘူးလို့ထင်မဲ့ထားရပေမဲ့အခုကျွန်တော်တို့ပြန်ဆုံတွေ့ကြပြီလေးငယ်ကျွန်တော်ကမမိရလားမမိနေသေးလို့လာကြည့်သလားမမမိတော့လို့ပဲမခေါ်ခဲ့လေသလား မောင်ကိုမြင်သွားလို့လှန့်သွားသလားတရေတစီထင်လို့ခြောက်ခြားသွားသလားလေငယ်ဒီလိုချင်းဒီလိုနေရာကပြန်တွေးချရပါမယ်ကျွန်တော်တို့ခေါ်ပြောလို့မဖြစ်တော့ဘူးနော်အရင်လိုနှုတ်ဆက်စည်းကျူဝမ်းသာဝမ်းနဲ့ဖြစ်နေကြဖို့မသိတော့ဘူးလေဟိုတုန်းကခန်းစားချက်ဒီဟိုတုန်းကအထီးအထွေ့ဒီပြန်လည်တက်တာလို့မရတော့တဲ့ဘဝမှာဒီကောင်ကဆန်းကြံနေရစ်ခဲ့ပြီပေါ့လေငယ်ကြီးတတိယနေပါသေးတယ်တချင်းကယင်းဒီတွေ့တာခဲ့ဘူးတဲ့ကာလတွေကိုအမှတ်ရမိပါတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့မဆုံတဲ့ကံကြမ္မာအောက်ကပထမဦးဆုံးတန်ရုံးစင်နေတယ် လွန်မိပါသေးတယ်။တနခါနဲ့ပြပြနဲ့ဘာပြတကသိရင်တဲ့ငလေးကိုဒါပေမဲ့ဒီတခါတော့အတွေ့အကြုံကိုဒီမှာပဲရက်ဖို့ခါတိုင်းတက်တီးကြရေးရတဲ့အတားစီကရှိနေခဲ့ပြီ။ကျွန်တော်ရဲ့လင်းငယ်ကကျွန်တော်ရဲ့လင်းငယ်မဟုတ်တော့ဘူး။တချင်ကလင်းငယ်ကဒံယာရီရဲ့အတွင်းဆုံးမှာထားမရပုံခုသွားခဲ့ပြီ။ဒီညတော့အရင်ညတွေလိုကျွန်တော်လုံးဝမပြုံးနိုင်မှုလင်းငယ်။ဟန်ဆောင်ပြီးတော့မှမပြုံးကျင်တော့ဘူး။မလဲကနေလင်းငယ်ထထွားတာမနေ့ကဒါမှမဟုတ်အခုလင်းမဲလို့ထင်ကျင်လာပါတယ်။တခြားလုံးအန်ကျိထားခဲ့ရတာရှင်ထဲမှာလည်းချိန်လာပါတယ်။ ယောက်ျားတယောက်မို့ဒီလောက်နဲ့တော့မငိုဘူးပေါ့ကျွန်တော်သီးခံနိုင်ပါတယ်။နောက်နေ့ဒီမှာလူတွေကိုပြုံးပြနိုင်မှုကြိုးစားရအောင်မယ်။ဒီတညတော့ဒီတိုင်းနေခွင့်ပြုပါလောကကြီး။ဟန်ကိုဖို့အားရင်လည်းကျွန်တော်မှမရှိတော့ပါဘူး။မန်တင်းလို့လည်းမရက်ချင်တော့ဘူး။ဒီတိုင်းပဲခွေပြီးတော့မှလွမ်းနေချင်လိုက်တော့တယ်။ကျွန်တော်မငိုဘူးလင်းငယ်။ကျွန်တော်ဝမ်းသာပါတယ်။မျက်ရည်တွေကတခါတလေမှငိုတာကောဝမ်းသာတာကိုကိုကိုစားမပြုတ်ဘူး။ကိုဘွားကိုမခံနိုင်လို့ကြားလာတဲ့နာကျင်မှုတွေပါ။ကိုကံကိုမထမ်းနိုင်တဲ့အခါမှာထွက်လာတဲ့သွေးချွေးလိုပဲ။တင်းကျပ်နေရတာတွေကိုအရေးဖြော်ပလိုက်တာ။ တခါတည်းမှာလေးငယ်များစောင့်နေမလားအောင်ရဲ့လို့မုံမရင်မတွေ့ရတွေ့ရတွေ့ခဲ့ဘူးပဲမြင့်ကျွန်တော်မျှော်လင့်ထားတဲ့ပြန်လည်ဆုံတွေ့ခြင်းကတော့ဒီလိုကြီးမဟုတ်ခဲ့ဘူးအပီးနဲ့ဆုံလွတ်ခဲ့ပြီမဲ့ပြန်တွေ့မယ်ဆိုလဲပြုံပြုံရှင်ရှင်ပဲတွေ့ခြင်းခဲ့တာနောက်ဘဝကျမှဆုံရစေခြင်းတယ်ဒီလိုမဖြစ်စေရတော့ဘူးဆိုတဲ့ခံယူချက်ပဲရှိခဲ့တယ်အခုတော့ကျွန်တော်ပြိုလဲသွားခြင်းတယ်အနာဟောင်းတွေတစစစ်ပြန်ပေါ်လာတယ်လူသူမဲ့တဲ့နေရာသွားပြီးတော့မှဂုံအော်ပလိုက်ခြင်းတယ်ပြီးရင်ဘာလို့လဲလို့ဒီလိုဖြစ်လာအောင်ဖန်တီးခဲ့တဲ့တရားကိုမေးကြည့်ခြင်းတယ် ဘလို့ပြပြသူ့ကိုကျွန်တော်တတ်မယ်လင်းငယ်ကျွန်တော်ကလူတီလေးတယောက်ပါအစာဦးကလေးကလိမ်မာစေခြင်းခဲ့တာတော့မှအစုံးထိမိုက်ခဲ့တဲ့သူပေါ့မရှိတော့တဲ့သူတွေအတွက်ရှိတဲ့သူတွေကိုဆွန့်ပလိုက်တဲ့လူမိုက်ကကျွန်တော်ပဲပျောက်ဆုံးသွားတဲ့အရာတွေအတွက်အကြံဉာဏ်တွေပါအဆုံးရှုံးခံတဲ့လူပါလာတကောင်ပေါ့လက်တော့မြည်ရေးဝါရီဒေါသတွေနဲ့လောင်မြိုက်နေခဲ့တဲ့သူမှုလို့အရာအလုံးဆုံးရှုံးခဲ့ရတယ်တကယ်ပါလင်းငယ်ကကျွန်တော်ရဲ့အရာရာဖြစ်ခဲ့တယ်ကျွန်တော်ခူးပန်မှုတဲ့တခုတည်းသောစပေယုံကလေးကျွန်တော်နန်းဆိုင်မှုတဲ့တပွင့်နေသောပန်းပြူလေး ကျွန်တော်နှလုံးသားကိုခြေပြီးပြီးခန့်နေသွားတယ်တစိကလေးလည်းဖြစ်ပါတယ်အခုတော့ကျွန်တော်နှုတ်ဆက်ခွင့်မရှိတော့ပြီဖြစ်တဲ့သူတစ်ပါးကိုရင်နာနဲ့ထုတ်ပေးလိုက်ရတဲ့အသိနှလုံးပေါ့ခြေနဲ့ပါတယ်လင်းငယ်တို့ဘဝတင်းကြီးအေးချမ်းနေတာမြင်ရလို့အတိုင်းမသိဝမ်းမြောက်မိပါရဲ့မပြုံးနိုင်တော့လဲကျွန်တော်တကယ်ပြောနေပါတယ်ကျွန်တော်နဲ့ဆိုရင်တော့လင်းငယ်ဘဝဒီလိုတာယာစရာအကြောင်းမရှိဘူးကျွန်တော်ကလေးနေရလွင့်နေအောင်မဲ့သူအချိန်မတန်ခင်လင်းငယ်ကိုထားခဲ့ရမဲ့သူအဲ့ဒီခါလင်းငယ်တယောက်တည်းချက်ရိတ်ခဲ့ရမှနဲ့ဆိုင်တော့အခုလိုတက်တက်ဝဝရှိနေခဲ့တာကပိုကောင်းမှာပေါ့ နှလုံးသားမပါတဲ့ဘဝကိုရွေးချယ်လိုက်ကြတဲ့သူတွေကရှိကလည်းရှိတယ်။နောင်လည်းရှိမယ်။အခုကျွန်တော်လည်းလေးငယ်လို့ပေါ့။နှလုံးသားတွေကိုတကားပိတ်ပြီးတော့မှကိုလန်းကိုရှောင်နေကြတဲ့အချိန်မှာအကောင်းဆုံးရှေ့ဆက်ကြဖို့ပဲကြိုးစားရတော့မယ်။လေးငယ်ပြောခဲ့သလိုလူကောင်းတရားဖြစ်လာဖို့ကျွန်တော်ကြိုးစားနေသေးပါလေးငယ်။ဒီညမအိတ်နိုင်ခဲ့ရင်တော့မနေ့ပြန်မှကျွန်တော်အကောင်းဆုံးလုပ်မယ်။မပိုင်ဆိုင်ရပေမဲ့တန်တန်တဲ့ဘက်ကဖြည့်စည်းပေးနိုင်ဖို့အတွက်အဆုံးကိုကြိုးစားမယ်။နှုတ်မဆက်နိုင်ရင်တော့ကိုရမလေးငယ်ပြောတော့ကျွန်တော်လုပ်ပေးချင်ပါသေးတယ်။ ကျွန်တော်လူတွေကကျွန်တော်ဘောသေးကောင်းကြတယ်လေငယ်တို့ရဲ့အကြောင်းတွေကိုအေးအေးဆေးဆေးထိုင်ပြီးတော့မှတယောက်ချင်းအမောင်းတင်ပြောပြခြင်းသေးတယ်ကျွန်တော်ကိုအရေးကြီးကြီးကြီးနေကြတဲ့အကြောင်းကျွန်တော်ပြည့်စည်ခြင်းတို့ကြိုးစားအားထုတ်ပေးကြတဲ့အကြောင်းကျွန်တော်တို့တက်ညီလက်ညီညီအကိုသွေးတော်တွေဖြစ်လာခဲ့ကြတဲ့အကြောင်းကျွန်တော်ပြောပြရင်လေငယ်လေတို့ကိုရင်းနှီးချစ်ခင်လာမှာပါတို့ကလည်းဘသူပွဲပါမှန်းသိပြီးလေငယ်ကိုချစ်ကြမှာပဲအခုဒီတော့ကျွန်တော်တို့ဦးတယောက်ကူမှတခါမှအတိတ်အကြောင်းတွေပြောမပြပြခဲ့ဘူးတကယ်တော့တို့ကိုမပြောပြခြင်းတာထက်ကိုဘာသာမပြောနိုင်ဖြစ်ခဲ့တာပါ ညာဦးကမြင်ကွင်းမျိုးနောက်တစ်ချိန်ပြန်မမြင်လို့ခဲ့တာအမှန်ပါပဲတခါခံစားမှုရင်နောက်တစ်ခါကိုကြောက်သွားတဲ့အထင်မှာအလားဆုံးညာမြင်ကွင်းတခုပါနေလိမ့်မယ်လို့ဘသူကထင်ပါလဲကျွန်တော်ဘို့တော့ဖြစ်ခဲ့ပါတယ်မလဲမတခါတကုံးမတခါကြောင်မြောင်းစီမတခါနဲ့အခုညာကတော့ရင်အဆူဆုံးပေါ့မနန်နဲ့စစ်ပွဲကြီးကိုသိမယ်ဆိုတာသိရတဲ့ပြေးဝင်တိုက်နိုင်ပြီမဲ့ဒီလိုမြင်ကွင်းမျိုးကိုတော့ကျွန်တော်ရင်မဆိုင်နိုင်ခဲ့ဘူးခြေရသူကိုလက်လွတ်ဆုံးရှုံးခဲ့ပြီဆိုတဲ့အသည့်နဲ့ရက်ကြည့်နေရတဲ့ရင်နာစရာကောင်းဆုံးတတိမျိုးလေဘယ်တော့မှမရှိချင်တော့ဘူး အဲ့ဒီအနာကဘာနဲ့မတူပါဘူးလေငယ်ကျွန်တော်လန်တိဘူးတွေထားပြက်ရှာခဲ့တယ်ကြီးစည်အချင်းချင်းတင်းခဲ့တယ်အဲ့ဒီတခါတုံခိုက်နေအောင်လာခဲ့ပြီးတဲ့နောက်မှာနောက်တဲ့ဒီပါခဲ့တဲ့မြတ်နာမည်မထင်တော့တာအမှန်ပဲအရင်ကဆိုကျွန်တော်ဘယ်သူမှမသိအောင်တေတကူတိုင်းနေခဲ့ဘူးတဲ့တကူကူလှုပ်ပြီးတဲ့အခါကျွန်တော်လိမ့်ပါတယ်ဟုတ်တယ်မလားလေငယ်လို့ကျွန်တော်ကောင်းတာတကူလှုပ်နိုင်ခဲ့ပြီလို့လေခြေနဲ့ပီတီဖြစ်ခဲ့ရတယ်သူတစ်ပါးရင်ခွင်ရောက်သွားလို့မေ့ပြောက်ထားခဲ့လေလေငယ်စကားနားထောင်လျက်ပါလေငယ်တို့ကတော့ညနေကတွေ့လိုက်ရသူဘသူဆိုတာသိချင်မှသိမယ် ကျွန်တော်ကိုမမေ့ခြင်းလည်းမမေ့ပါလိမ့်မယ်။ဒါပေမဲ့လင်းငယ်မျက်နှာကိုဖျက်ခနဲ့မြင်ရအောင်နဲ့လင်းငယ်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာသိပါတယ်။အဲ့ဒီအတွက်အလွမ်းတွေကိုဖြေသားနိုင်ပါပြီ။ခြေခွေးမှုတွေကိုနှိမ့်သိမ့်နိုင်ပါပြီ။မဆုံးဖြစ်ပေမဲ့ကျွန်တော်တို့တွေဝေးသွားကြတာမှမဟုတ်ပဲ။ဘူးစာဆိုတာတည့်ရဲဆက်တဲ့ကြာပန်းကစားပွဲဖြစ်ရင်လေလင်းငယ်ကျွန်တော်ကိုချစ်ခဲ့တာကပဲဆုတော်လက်တော်ဖြစ်ခဲ့ပါတယ်။ပထမဆုံးနဲ့မထိုက်တဲ့နဲ့လူစိုးကလေးတယောက်အတွက်ရွှေမင်းသမီးရဲ့နှလုံးသားကိုအစုအဖြစ်ရခဲ့တယ်ဆိုတာကပဲကြီးမြတ်လှပါရဲ့။အလားဆုံးပန်းတော်ဝင်ကိုခူးစိုးခွင့်ရမှာမဟုတ်ဘူး။ အကောင်းဆုံးဥယျာဉ်တော်တစ်ခုပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးအမွေးပြန့်ဆုံးပန်းကိုနှမ်းရှိုက်ခွင့်ရခဲ့တဲ့သူစင်းရဲ့တယောက်မှလည်းခွန်ယူဝင်ကြွားနိုင်ခွင့်ရှိတာပဲသူရဲကောင်းတယောက်ကဘန်ကင်းကြီးထဲမှာလဲလျောင်းနေတယ်ရှင်ဘက်ကတရားကိုအုံမိုးထိုင်းကငင်းညံစွာထွက်ခွာသွားဖို့ပဲကြံတော့တယ်ကောင်းကင်မှာတင်းနေမရှိတော့ဘူးပြားစင်နေတဲ့သစ္စာတရားတွေရှိမယ်ဝင်သက်ထွက်သက်တိုင်းမှာတစ်ခါကပန်းရည်နဲ့ငွေငွေကလေးချမ်းမယ်ညနေစည်းစားမြေကန်းကဘာကိုတရေရနေမယ်အိတ်တန်းပြန့်ငှက်တို့ဖြတ်သန်းသွားပြီသူလဲငှက်ဒီနဲ့ပါသွားတယ် စီမီတွေထွန်းထားတဲ့အလဲမှာကျွန်တော်ကမောင်မိုက်လွန်းနေရဲ့မိတ်ဆွေဓာတ်ရက်ကဒီနေ့မှတိတ်ဆိတ်လွန်းတကူစားညောင်ဆောင်လေးကနာမကျန်းမှုနဲ့တူးတယ်ကျွန်တော်သူ့ဥပမာဘလို့မှမပြောဘူးကိုကိုကိုပဲဝမ်းနေခြင်းတလူကြီးဖြစ်နေတယ်အခုကျွန်တော်မှာတိုင်ပင်ပဲလည်းမရှိတော့ဘူးတိုင်တဲစရာလည်းမလိုတော့ဘူးလေဘဝတွေကအကုန်ထွက်သွားတယ်လို့ပဲမြက်ကန်းဆက်လှမ်းရဲတန်ကအဆအိုက်ဆက်ဆက်နဲ့မွန်းကျက်လာတယ်စပီတီခန်နားထောင်နေဆိုမရှိတော့လို့လေဦးကိုထွက်ခဲ့ရတယ်ထီထူရတဲ့လေညင်းကမအေးလာပြီမဲ့ကျွန်တော်ခက်ခိုက်တုံသွားတယ်ကိုနွေးနေတာကိုသတိထားမိတယ် ဖြားကျင်နေတာကျွန်တော်ပါလားစကိုင်းဘက်ကန်းကိုမျောကြည့်မိပြီမဲ့ကျွန်တော်မျက်လုံးနဲ့ဘာမှမမြင်ဘူးအိမ်မက်ထက်ကလေးငယ်ကိုပဲမြင်အောင်နေတော့လွန်ခဲ့ပြီးတော့ချောင်းနဲ့ကျော်ကလာကိုတွေးမိနေတော့အဲ့ဒီတုန်းကလိုပဲငါဆုံးဖြတ်ချက်မှားခဲ့လေသလားလို့တန်တရားဖြစ်ချင်လာပြန်ပြီနောင်သားတွေနေပါစီတော့ဖြစ်ပြီးတာတွေမရကျွန်တော်ဘူးနောင်မဖြစ်အောင်ပဲဆင်းခြင်းမယ်သွားစံအတွေ့ကျွန်တော်သတိရမှဖြစ်မယ်လှုပ်ချင်အောင်လုံနိုင်ဝင်ရှိနေတဲ့အတွက်ကြောင့်သတိကြီးကြီးပူထားလိမ့်မယ်စိတ်လိုလိုက်ပြီးအမားကြီးမကျွလုံမိစီဘူး ကျွန်တော်ထင်းကျုံနယ်မှာဖြစ်မယ်ကျွန်တော်ကိုခွင့်လွှတ်ပါလိမ့်မယ်ပြီးတာတွေပြီးပါစီတော့သွားသူတွေသွားကြပါစီတော့ကျွန်တော်ကိုဒီနေရာမှာပဲထားခဲ့ပါစီတော့ထင်းကျန်နေသေးတာကိုကျွန်တော်လွတ်ချလိုက်မှာဖြစ်တော့မယ်လိမ့်ငယ်ကျွန်တော်ကမင်းကျက်သေးတဲ့လူရှုပ်လူငယ်လေးမဟုတ်တော့ပါဘူးလိမ့်ငယ်ဆန္ဒအတိုင်းလေးလေးနက်နက်လောက်ကင်တက်တဲ့သူဖြစ်နေပြီဆိုတာတတိပြပါလိမ့်မယ်ဒါကြောင့်ကျွန်တော်ဟန်ဆောင်ရတဲ့အခါတိုးဝက်ထားတဲ့အခါစိတ်မညွန်းညင်းစေချင်ဘူးကျွန်တော်ကိုနားလည်ပေးပါကျွန်တော်ကလေးငယ်နဲ့မသက်ဆိုင်တဲ့သူအဖြစ်ပဲအဝေးကရှိနေရတော့မယ် ိမ်မက်ထဲကလို့ပရင်းပြင်ကနေကြည့်နေရတော့မယ်တကယ်လို့အမှတ်မတင်မျက်လုံးချင်းစုံပြခဲ့ရင်ကျွန်တော်မျက်လုံးထဲမှာပြောချင်ခဲ့တဲ့စကားတွေကြိုးစားမှုတွေနားလည်မှုတွေနဲ့အတူအရာအလုံးကိုမြင်တွေ့နားလည်စေချင်တယ်မကြခင်မှာကျွန်တော်အတွက်အခက်အခဲဆုံးအလို့တခုကိုလုပ်ရပါဦးမယ်လေးငယ်ကိုကြောက်ခိုင်းဖို့ပါဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇလံဝတ္ထုလေးကတော့စာရေးသူသင်္ခါရဇာရေးသားထားတဲ့လက်ရဘလူဇလံနဲ့များစွာတဲ့ကမှအပူညဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦး ဘေးနာကနိုဒီရုံးလုံးလည်းနေပြီးထားပါအောင်ခင်ဗျအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်